ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင် NLD Party အနေရခဲ့တဲ့ရွေးကောက်ပွဲတနည်းပြခဲ့တဲ့ဒီနေ့မှာထွက်ရှိခဲ့တဲ့သတင်းစာနဲ့ဂျာနယ်တွေကကောင်းလို့ရတွေကိုဖတ်ကြားပေးတဲ့အစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်မှာကျွန်တော်လင်းဆောင်နဲ့အတူကျွန်မခိုင်မနူရောဖတ်ကြားပေးတော့မှာပါရှင်โอเคမခင်မနူရေဒီကနေ့ကျွန်တော်တို့ထုတ်ခဲ့တဲ့သတင်းစာရေးတွေကပေါ့နော်ကောင်းကြီးသတင်းတွေပေထဲကရွေးချယ်ထားလဲပြဖတ်ပြပေးပါဦးကောင်းစင်သတင်းတွေကတော့စုံစုံလင်းပါတော့တွေ့ရတယ်ပေါ့နော်ဒီထဲမှာမှ The Voice မှာပါတာကတော့ ဟရယ်ပြည်တော်စုတိဆောက်ရေးကိုတဲ့တိုင်းသားအားလုံးတန်းတူပါဝင်နိုင်ဖို့အရေးကြီးတယ်ဆိုပြီးတော့သမရကပြောထားတာပါနောက်တစ်ခုကဒါ7 day မှာပါတာကတော့စစ်တွေအခြေဆိုင်တဲ့ဒေတာကုကေစစ်ဌာနချုပ်ရဲ့လက်နက်ခဲယမ်းတိုက်ပောက်ကွဲတဲ့ဆဲသတင်းလေးပါနောက်တစ်ခုကတော့ daily 11မှာခေါင်းစဉ်တင်ထားတဲ့သတင်းလေးကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ကိစ္စရပ်တွေကိုအခရီးတရားကင်းရှင်းစွာနဲ့အလေးထားဆောင်ရွက်သွားဖို့ပြည်ထောင်စုဝန်ကြီးကပြောကြားလိုက်တဲ့ဆဲသတင်းဒါအသီးသီးခေါင်းစဉ်တင်ထားတာကိုတွေ့ရပါတယ် ဟုတ်ကဲ့ကျွန်တော်ကတော့ဒီနေ့ထွက်ခဲ့တဲ့ဒီသတင်းစာရေးတွေကပေါ့နော် The White သတင်းစာရေးတွေမှာဒီ Editor Arbo ကဏ္ဍကိုကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာဒီ The White မှာဖော်ပြထားတဲ့ Editor Arbo ရဲ့ခေါင်းစဉ်ကတော့ကမ်ဘောဒီးယားဥပမာတဲ့1990ပြည့်နှစ်လွန်နှစ်များကစပြီးတော့တဲ့ကမ်ဘောဒီးယားနိုင်ငံပြန်လည်ထူထောင်ဖို့အရေးမှာနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီအထောက်ပံ့တွေပေးလာအပ်ခဲ့ဒီမှာယနေ့အချိန်ထိဖြစ်ပါတယ်တဲ့ တစ်ဆက်တည်းမှာဆိုသလိုပဲတဲ့နိုင်ငံတကာက NGO အလုံးရင်းနဲ့တဲ့ဝင်ရောက်လာခဲ့ပြီးတော့နိုင်ငံအတွင်းမှာရှိတဲ့ပညာရေး၊ကျန်းမာရေးလူမှုရေးနယ်ပယ်များကတဲ့ project များဖန်တီးလုပ်ကိုင်လဲရှိတဲ့တရားဝင်မှတ်ပုံတင်ထားတဲ့ NGO စုစုပေါင်းကတော့3500ကျော်ရှိနေပါတယ်တဲ့ ဒါကမ်ဘောဒီးယားနိုင်ငံမှာပေါ့နော်ဒါကျမ်းမာရေးစီးပွားရေးလူမှုရေးပညာရေးပေါ့နော်သူတို့ကိုလှုပ်ဖို့အတွက်တရားဝင်မှတ်ပုံတင်ထားတဲ့ NGO ပေါင်းတော်မှာ3500ကျော်ရှိတယ်လို့ပြောထားတာပါအဲ့တော့ကမ်ဘောဒီးယားအခြေစိုက်သတင်းသမားများကတဲ့အမှန်တကယ်အလုပ်လုပ်တဲ့ NGO အနေငယ်သာရှိပြီးတော့25ရာခိုင်နှုန်းခန့်သာအများပြည်သူအတွက်သုံးဆွဲပြီးတော့85ရာခိုင်နှုန်းခန့်ကိုတဲ့ရုံးအသုံးစိတ်အဖြစ်စည်ရင်းပြနေကြသည်ကများကြောင်းပြောဆိုထားပါတယ်တဲ့ အဲ့တော့ကမ်ဘောဒီးယားနိုင်ငံမှာ NGO 3500ကျော်စီရဲပေါ့နော်ဟိုပြည်သူတွေရဲ့စီးပွားရေးကျန်းမာရေးအကြောင်းပြပြီးတော့ဒါမှမဟုတ်တကယ်လုံနေတာက25ရာခိုင်နှုန်းပဲစီးရဲဆိုပြီးတော့ကမ်ဘောဒီးယားနိုင်ငံမှာနေတဲ့သတင်းမီဒီယာသမားတွေကကမ်ဘောဒီးယားပြည်သူတွေတိ့ကိုပေါ့နော်ဖော်ထုတ်ခဲ့တာပါတဲ့လက်တွေမှာလည်းတဲ့ NGO အများစုမှာထိုအတိုင်းဖြစ်နေကြပြီးတော့ကမ်ဘောဒီးယားနိုင်ငံမှာတဲ့သူတို့အတွက်ငွေရင်းကြီးတစ်ခုဈေးကွက်ကြီးတစ်ခုပမာဖြစ်နေခဲ့ပါတယ်တဲ့ NGO တွေအတွက်တော့ကမ်ဘောဒီးယားနိုင်ငံကသူတို့ငွေရင်းကြီးဖြစ်နေတာပေါ့နော်ငွေရရတယ်အဲ့ဒီအခြေအနေပေါ်မှာတဲ့ဝဘမှုများစွာရင်ဆိုင်လာရတာကြောင့် 2015ခုနှစ်မှာတဲ့ NGO များစီကံတကြဖြစ်စေဖို့ကမ္ဘောဒီးယားပြည်သူများနဲ့သက်ဆိုင်တဲ့နယ်ပယ်များအပေါ်ထိပေါ့နော်ဒီကွန်ညီမှုများတွေဖြစ်ပြီးတော့ NGO ဥပဒေတရက်ကိုပြဋ္ဌာန်းဖို့ထင်ကြောင်းခဲ့ပါတယ်တဲ့အဲ့လိုအများပြည်သူမီဒီယာတွေနဲ့ဝေဖန်မှုတွေများလာတဲ့အတွက်ကြောင့်ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ဒီ NGO တွေထိန်းချုပ်ဖို့2015ခုနှစ်ကဥပဒေတရက်ဒါထိပြဋ္ဌာန်းပြီးတော့ထင်ကြောင်းခဲ့တာပါတဲ့အဲ့တော့ကမ္ဘောဒီးယားနိုင်ငံမှာတဲ့လုပ်ငန်းများစီမံကိန်းများပြကားဘယ်ဘက်အိတ်မှာ ဘယ်ဘက်အိတ်ကမှညာဘက်အိတ်ကတို့ပြောင်းသည့်စိန်ခန်းနေကြသော NGO များကအပြစ်ဒဏ်ကန့်ကွက်နေသည့်ဂျာကကိုပဲဒီဥပဒေကို9နှစ်အခန့်အချိန်ယူပြီးတော့ပြဋ္ဌာန်းခဲ့တာပါတဲ့။အဲ့ဒီဥပဒေပြဋ္ဌာန်းမှုအတွက်ဒါလုပ်ငန်းရှင်တွေကကန့်ကွက်တယ်ပေါ့နော်။အတိုက်ခံဖြစ်ခဲ့ပါတယ်တဲ့။အဲ့တော့မြန်မာနိုင်ငံမှာလည်းပဲတဲ့2008ခုနှစ်အနာဂတ်ဆိုက်ကလုန်းမုန်တိုင်းတက်ခတ်ပြည်တဲ့နောက်ပိုင်းမှာတဲ့ပြည်တွင်းပြည်ပ NGO များစတင်ထူထောင်ဝင်ရောက်လာပြီးတော့ဘေးဒဏ်သင့်ပြည်သူများကိုတဲ့လက်ညှိုးထိုးကာစီးပွားလမ်းဖြောင့်သွားတဲ့ NGO လည်းအများပြားရှိခဲ့ပါတယ်တဲ့။ အမှန်တကယ်လုပ်ငန်းဆောင်ရွက်တဲ့ NGO အချို့ရှိတော်လည်းပဲမြန်မာဝန်ထမ်းများနဲ့မူရင်းနိုင်ငံသို့မဟုတ်အလူရှင်နိုင်ငံများမှအနောက်တိုင်းသားဝန်ထမ်းများကြားမှာတဲ့လဆာခန်းစားခွင့်ကွာခြားလွန်းနေခြင်းအသေးဖွဲ့ကိစ္စရပ်ကလေးများမှအစားတဲ့သူတို့နိုင်ငံကလူပုဂ္ဂိုလ်အဖွဲ့အစည်းများကိုစိတ်စကများစွာအကုန်ကြခံခေါ်ယူအုံပြုနေခြင်းရုံးပိုင်းဆိုင်ရာတဲ့အသုံးစိတ်ပိုကဲစွာဆင်းပြသုံးဆွဲခြင်း professional မဟုတ်တဲ့သူတို့ရဲ့နေဆက်ရာလူပုဂ္ဂိုလ်များကိုခေါ်ယူခံထားခြင်း နောက်ခုကတော့ project account ထဲပေါ်ရမှာတဲ့ဒေသခံပြည်သူလူထုနဲ့အဆင်မပြေခြင်းစတဲ့ကိစ္စရပ်တွေကြောင့်မြန်မာနိုင်ငံဒီလည်းပဲတဲ့ကမ္ဘောဒီးယားနိုင်ငံအပြီးမှာဒေသအတွင်းအကြီးမားဆုံး NGO ဈေးကွက်ကြီးတစ်ခုပေါ်ထွန်းလာခဲ့ပါတယ်တဲ့ကျွန်တော်တို့နိုင်ငံမှာလည်းပေါ့နော်2008နာဂေးကိစ္စနောက်ပိုင်းမှာဒီဘေးဒင်းနဲ့ပြည်သူတွေကိုလည်းညှို့ထိုးပြီးတော့ပေါ့နော်ဒါ NGO တွေလှုပ်ရှားဖို့မြန်မာနိုင်ငံမှာတော်တော်နေရာယူနေတယ်လို့ပြောလို့တာပါခင်ဗျအဲ့တော့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများပင်လည်းလက်တင်ရခံထား ကွန်ရီချင်းဗလိုက်ချင်းခွဲခြားဆက်ဆံခြင်းကဲ့သို့ကိစ္စရများဖြစ်ပေါ်နေပေရတဲ့ကုလအဖွဲ့အစည်းအချို့နဲ့ NGO အချို့ရဲ့လောက်ကန်ဆောင်ရွက်ပုံများမှာနိုင်ငံနှင့်ပြည်သူလူထုအတွက်ထိရောက်မှုအမှန်တကယ်ရှိပါ၏လို့ဆိုပြီးတော့မေကွန်းထုတ်เสียတောင်းဖြစ်နေပါတယ်တဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံမှာလည်းပဲတဲ့ကမ်ဘောဒီးယားနိုင်ငံကဲ့သို့ NGO များနဲ့အဲ့ဒီကမ်ဘောအဲ့ဒီ NGO တွေနဲ့တဲ့အလားတူအခြားအဖွဲ့အစည်းများပုံမစနစ်တကျစီစီဖို့ဒေသခံနဲ့မြန်မာပြည်သူလူထုအပေါ်ထိရောက်လွှမ်းခြုံမှုရှိစေရန်တဲ့ ဥပဒေတရဲ့ရေးဆွဲပြဋ္ဌာန်းကြီးကြပ်ဖို့အထူးလိုရကြောင်းသိစေလိုပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ the white မှာပေါ့နော် editor ကအပေါ်အနေနဲ့တုံးသက်ဖော်ပြထားတာကိုတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင့်နောက်ထပ်သတင်းတစ်ခုအနေနဲ့ပေါ့နော်ညီမကဒါ DD11 နဲ့သတင်းလေးကိုရွေးထားပါတယ်ဒါဆောမှာခေါင်းစဉ်ဖက်ပြခဲ့တဲ့သတင်းလေးကိုပဲပြန်ပြီးတော့ဖက်ပြမှာပါဒါကတော့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ကိစ္စရပ်တွေကိုအဂတိတရားကင်းရှင်းစွာနဲ့အလေးထားဆောင်ရွက်သွားဖို့ PA ဝန်ကြီးပြောကြားလိုက်တဲ့သတင်းလေးပါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ကိစ္စရပ်တွေကိုတဲ့အဂရိတရားခင်းရှင်းစွာနဲ့အထူးအလေးထားဆောင်ရွက်ဖို့ပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်စွေကပြောကြားလိုက်တာပါဒါကတော့နိုဝင်ဘာ9ရက်ကပြည်ထောင်စုဝန်ကြီးဌာနရဲ့အစည်းအဝေးခန်းမမှာကျင်းပတဲ့ပြည်ထောင်စုဝန်ကြီးဌာနရဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန2016-2019ဘန်နာရေးနှစ်ပတ်လည်ပေါ့နော်လေးလဘက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာဒီလိုပဲပြောဆိုလိုက်တာဖြစ်ပါတယ်တဲ့အစည်းအဝေးမှာတော့ပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဘူဇိုကြီးတော်ဆွေပြောကြရမှာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတွေကပြည်သူတွေနဲ့တသားတည်းဖြစ်သည့်အားလျော်စွာတဲ့ပြည်သူတွေရဲ့အခြေအနေကိုထက်တဲ့ဝင်ဝင်သိရှိအောင်ဆောင်ရွက်ပြီးလိုအပ်ချက်တွေကိုဥပဒေနဲ့အညီဖြည့်ဆည်းပေးရန်လိုအပ်တယ်တဲ့ဒီနေ့ဒီမိုကရေစီခေတ်မှာဒီမိုကရေစီသဘောတရားဒီမိုကရေစီစနစ်နဲ့အညီတဲ့လုပ်ငန်းတာဝန်တွေအာအမြင်မြင်ဆောင်ရွက်ရန်လိုအပ်တယ်။ပြည်သူ့ရေယာစီမံခန့်ခွဲမှုကိစ္စရပ်တွေမှာဆိုရင်လည်းအဆင့်ဆင့်သောဌာနဝန်ထမ်းတွေအနေနဲ့တဲ့ဥပဒေ၊နည်းဥပဒေ၊လုံထုံးလုံနည်းတွေကိုကျွမ်းကျင်ပိုင်နိုင်စွာနဲ့စီမံခန့်ခွဲမှုပြုလုပ်ရန်လည်းလိုအပ်တယ်တဲ့။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့မြေလွဲမြေသိမ်းနဲ့မြေငါးခရံတွေထုတ်ပေးတဲ့မြေယာစီမံခန့်ခွဲမှုကိစ္စရပ်တွေရေမျိုးလိုင်စင်ထုတ်ပေးတဲ့ကိစ္စရပ်တွေဝန်ထမ်းရေးရာကိစ္စရပ်တွေ1989ခုနှစ်ကမရွှေမပြောင်းနိုင်တဲ့ပစ္စည်းတွေလွှဲပြောင်းခြင်းကိုကန့်တတ်တဲ့ဥပဒေရတဲ့ဆောင်ရွက်တဲ့ကိစ္စရပ်တရားတွေဘောနော်တည်ဆဲဥပဒေလုံထုံးလုံးနေတဲ့အညီတဲ့အခရီးတရားခင်းရှင်းစွာနဲ့အထူးအလေးထားဆောင်ရွက်ဖို့လိုအပ်တယ်ဆိုပြီးတော့ပြောထားတာပါ ဒါကတော့နိုင်ငံတော်ရဲ့လူ့ကျော်ရေးနဲ့ပတ်သက်ပြီးတော့ဂရုပြုဆောင်ရွက်ရန်အချက်တွေတဲ့တဘာဝဘေးကျူတင်ကာကွယ်ရေးရှာဖွေကယ်ဆယ်ရေးပူပေါင်းဆောင်ရွက်ရေးစတဲ့လှုပ်ဆောင်ရမယ့်အချက်တွေကိုတဲ့ပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဖွဲ့ချုပ်ကြီးကျော်စီကဒါတွေဒါတွေနဲ့ပတ်သက်ပြီးတော့လည်းထည့်သွင်းမှာကြားခဲ့လို့သိရပါတယ်။ဒါကတော့ဗောနောထို့အတူတဲ့ပြည်ထောင်ဝန်ကြီးဌာနကဒုတိယဝန်ကြီးဘိုးရအောင်စိုးကလည်းသက်ဆိုင်ရာမြို့နယ်ခရိုင်နယ်မှာပွဲလန်းသပင်တွေကိုအကြောင်းပြပြီးမတမာတဲ့ငွေသိန်းငွေယူမှုတွေတဲ့လက်ပေးလက်ယူမှုတွေပေါ်ပေါက်မယ်ဆိုရင် သက်ဆိုင်ရာတိုင်းပြည်နယ်အစိုးရရင်နဲ့ပေါင်းစပ်ညှိနှိုင်းပြီးလိုအပ်တဲ့အရေးယူမှုတွေပြုလုပ်သွားမယ်ဆိုပြီးတော့အော်တိုဘလာ6ရက်နေ့ကပြည်သူ့လွတ်တော်အစည်းအဝေးမှာဒါရှင်းလင်းပြောကြားခဲ့တဲ့သတင်းလေးပါဟုတ်ကဲ့ရှင်။ဒါတော့ဒီရထွေဦးဘက်ကနေပေါ့နော်။ဒါအုတ်ချွေးဘက်မှာအဂတိလိုက်စားတာတွေလက်ပေးလက်ယူလောက်တာတွေမသမားတဲ့နီလန်းနေနဲ့ဖရာအကြောင်းကံပွဲ ပေါ့နော်။ကြောင်းပြီးပြီးဒီကစားခွဲကငွေတွေယူတာတွေကိုဒါသူတို့ဘက်ကထိထိရောက်ရောက်သက်ဆိုင်တဲ့အစိုးရနဲ့ပေါင်းပြီးတော့အရေးယူဆောင်ရွက်သွားမယ်လို့ပြောတာဒါတကယ်ကိုသတင်းအထူးကြီးပါပဲ။ဟုတ်ကဲ့။နောက်ထပ်သတင်းတစ်ခုအနေနဲ့အောက်ကိုဟုတ်ကဲ့ကျွန်တော်နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့ဆယ်ပင်လေးသတင်းမှာပေါ်ပြထားတဲ့ဒါကျွန်တော်တို့ဒီမီဒီယာတွေနဲ့ပေါ့နော်ဒီဂျာပြရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းတစ်ခုကျွန်တော်ရွေးချယ်ထားပါရခင်ဗျာ။ဂျာပြရွေးကောက်ပွဲတွင်တဲ့သတင်းမီဒီယာများရခင်ထက်အဆင်ပြေစွာသတင်းယူနိုင်ဖို့ဆောင်ရွက်ပေးမယ်လို့ပြန်ကြားရေးဝန်ကြီးကပြောကြားလိုက်ပါတယ်တဲ့။အဲ့တော့လာမယ့် ရွက်ောက်ပွဲမှာတဲ့သတင်းမီဒီယာသမားများအရင်ကတည်းပိုမှုအစဉ်ပြေချောမွေ့သတင်းယူနိုင်ဖို့ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုပြီးတော့ပြည်တော်စုဝန်ကြီးဒေါက်တာဖေမြင့်ကပြောကြားလိုက်တယ်ဆိုပြီးတော့ကျွန်တော်တို့ဆယ်ပင်းလေးသတင်းဆောင်မှာဖော်ပြထားတာပါပြန်ကြိုင်းဝန်ကြီးဌာနကတဲ့အချိန်မှုကျင်ပါတဲ့ပြည်သမအကြိမ်မြမမီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံကိုနိုဝင်ဘာလ9ရက်နေ့ကရန်ကုန်မြို့ Cherryan Hotel မှာပြုလုပ်ရတဲ့ဖွံ့ဖြိုးအခမ်းအနားမှာပြည်တော်စုဝန်ကြီးကအထက်ပါအတိုင်းပြောဆိုခဲ့တာပါတဲ့အားလုံးတည်ပြီးဖြစ်တဲ့အတိုင်း တနောက်ဆက်ကွန်ဧပြီလမှာကြားပြတ်ရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတာအားလုံးတည်ပြီးဖြစ်ပါတယ်တဲ့ရွေးကောက်ပွဲသတင်းရယူမှုအပိုင်းပေါ်တော့တဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလည်းတဲ့သတင်းရယူရမှာအဆင်ပြေဖို့ညနေဆောင်ရွက်ပေးခဲ့တာတွေရှိပါတယ်တဲ့ဒါပေမဲ့အဲ့ဒီတုန်းကအဆင်ပြေတာတွေရှိခဲ့တယ်လို့အဆင်မပြေတာတွေလည်းရှိခဲ့ပါတယ်တဲ့လာမယ့်ရွေးကောက်ပွဲမှာတော့အရင်ကတည်းကပုံမှန်အဆင်ပြေစေဖို့ဆောင်ရွက်သွားဖို့စီစဉ်ထားပါတယ်ဆိုပြီးတော့ဒါပြန်ကြိုင်းဝင်ကြီးရဲ့ပြောစကားကိုကျွန်တော်တို့ဒီ survey day မှာဖော်ပြထားတာပါခင်ဗျာ ဒါအပြင်လည်းအစိုးရတဲ့တာဝန်ယူခဲ့တဲ့တပ်တန်း9လတာတာအတွင်မှာနိုင်ငံအတွက်အရေးကြီးတဲ့လွတ်လပ်စွာရည်သားခွင့်လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ရဲ့ခေါင်းကိုင်ဖြစ်တဲ့သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုအာရုံစိုက်ဆောင်ရွက်ခဲ့ပြီးတော့မီဒီယာကဏ္ဍဘတ်စုံဖွံ့ဖြိုးတိုးတက်ရေးပြည်တွင်းပြည်ပအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ဆောင်ရွက်သွားမယ်ဆိုပြီးတော့လည်းဒါပြည်ငယ်ဝန်ကြီးကပေါ့နော်ဒီမှာတစ်ဆက်တည်းဒါတက်လာတဲ့ညီလာခံမှာပြောဆိုခဲ့တာပါခင်ဗျာသို့တော်လည်းပဲတဲ့သတင်းမီဒီယာသမားများအနေဖြင့်သတင်းမီဒီယာလွတ်လပ်ခွင့်တစ်ခုတည်းအတွက်ပြောဆိုနေုံနဲ့မပြည့်သေးပဲနဲ့ ကျင်းဝင်းတဲ့အကြီးတဲ့ရေးသားပြောဆိုနိုင်ရေးစ조사အထောက်ကြရန်လဲတိုက်တွန်းပြောကြားခဲ့ပါတယ်တဲ့ဒါသူတို့ဘက်ကတော့မီဒီယာနဲ့ပတ်သက်တဲ့အခွင့်အရေးတွေလုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီမီဒီယာတွေဘက်ကလည်းကိုယ့်ရဲ့ကျင့်ဝတ်ကိုလိုက်နာပြီးတော့စနစ်တကျရေးသားဖို့ဒါပြည်ညိုင်းဝန်ကြီးကမီဒီယာတွေကိုတိုက်တွန်းခဲ့တာပါနောက်ဆက်ကွန်ကြားပြရွေးကောက်ပွဲကိုတဲ့ဧပြီလ၁ရက်နေ့တွင်ကျင်းပမှာဖြစ်ပြီးတော့လက်လက်မဲစန္ဒနဲ့၁၉နေရာရှိခါတဲ့ပြည်သူ့လွှတ်တော်အတွက်၉နေရာအမျိုးသားလွှတ်တော်အတွက်၃နေရာပြည်내လွှတ်တော်အတွက်၇နေရာတို့ပါဝင်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်တဲ့ ါကတော့ကျွန်တော်တို့ရွေးကောက်ခြားပြရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်သတင်းသမားတွေအပေါ်မှာဒါပြည်တော်စုဝင်ကြီးရဲ့သဘောထားဒါကျွန်တော်တို့ဖော်ပြထားတဲ့သတင်းမှာခင်ဗျဟုတ်ကဲ့ပါနောက်တစ်ခုကတော့ညီမကဒီ The Voice မှာပါတဲ့သတင်းလေးဒါကတော့ဆမျက်နှာရှင်းမှာပါတာပေါ့နော်အင်ချမ်းမြေစည်းကစားမှုတွေကိုတဲ့အခွန်နဲ့ထိန်းချုပ်တင်နေဆိုပြီးတော့ဒါကတော့ခေါင်းစဉ်တင်ထားတွေ့ရပါတယ်အင်ဂျင်မီဝန်ဆောင်မှုဥပဒေထွက်ရှိလာရင်တဲ့ဈေးကစားမှုတွေကိုပြည်ရင်းအခွန်များဦးစီးဌာနအနေနဲ့အခွန်နှုံးထားတွေကိုတိုးမြှင့်ကောက်ခံခြင်းနဲ့တဲ့ထိန်းချုပ်လုံဆောင်တင်တယ်ဆိုပြီးတော့အင်ဂျင်မီလုပ်ငန်းရှင်တွေကပြောထားတာပါ လက်တလုံးမှာဆိုရင်အင်ဂျင်နီယာလုပ်ငန်းလုပ်ကင်သူအများစုကလည်းလိုင်းစည်တိကျမရှိခြင်းကြောင့်ဈေးကွက်အတွင်းမှာဈေးကစားသူတွေကိုမှန်းဆရန်ခက်ခဲလျက်ရှိပြီးတော့ထိန်းချုပ်နိုင်မှုလည်းမရှိဘူးဆိုပြီးတော့သူတို့ကပြောထားပါဗျာ။လိုင်းစင်နဲ့မှတ်ပုံတင်တွေလိုက်လုပ်မယ်ဆိုရင်တော့တရင်အချက်လက်တွေကျွန်တော်တို့ရနိုင်ပြီးတော့အစိုးရကိုတိုင်ကြားတာတွေလုပ်နိုင်မယ်ဆိုပြီးတော့မြန်မာနိုင်ငံအင်ဂျင်နီယာဝန်ဆောင်မှုအသင်းဘဟုအဥက္ကဋ္ဌဖြစ်တဲ့ဥက္ကမောင်တန်းကပြောထားတာပါအခုနှုန်းတွင်းမြင့်ကောက်ခံခြင်းကြောင့်လည်းအင်ချမ်းမြေဈေးကြီးမြင့်မှုကိုထိန်းထားနိုင်မဲ့အဖြစ် ငွေကြီးခွာချမှုတွေကိုလည်းထိန်းချုပ်နိုင်မယ်ဖြစ်ကြောင်းနဲ့ဒီပြဿနာတွေကိုထိန်းချုပ်ရန်ဥပဒေလိုအပ်တဲ့အပြင်အင်ချင်မီကောင်စီတစ်ခုဖွဲ့စည်းရန်လည်းလိုအပ်တယ်ဆိုပြီးတော့အင်ချင်မီလုပ်ငန်းရှင်တူဦးဖြစ်တယ်ပေါ့နော်ဦးတင်နိုင်သူကလည်းပြောထားပါတယ်။ license နဲ့လုပ်ငန်းလုပ်ဖို့စီယုံသွားမယ်တဲ့။ဒါမှလည်းပွဲကြော်တာတွေအကျိုးဆောင်ကမရတာတွေမကြုံတွေ့နိုင်အောင်လို့ဆိုပြီးတော့အင်ချင်မီလုပ်ငန်းရှင်တူကလည်းဒါမှတ်ချက်ပြုပြီးတော့ပြောထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံအင်ချင်မီဝန်ဆောင်မှုအသင်းဘုတ်ကရဲ2019ခုနှစ်မှာဆိုရင်အင်ချင်မီဝန်ဆောင်မှုဥပဒေကိုပြဋ္ဌာန်းနိုင်ဖို့လည်းလှုံ့ဆော်သွားမယ်ဆိုပြီးတော့ဒီအသင်းကနေပြောထားတာပါ။ ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီကဲပြည်သူတွေဒီကဲဝင်နေရာတိုင်းမှာပေါ့နော်ညနေတိုင်းတိုင်းတိုင်းမှာလိုအပ်နေတဲ့အင်ချမ်းမြေနဲ့ပတ်သက်တဲ့ကိစ္စပါခင်ဗျာဥပဒေတွေကတော့ဥပဒေပြီးမှဥပဒေပြီးမှပဲကျွန်တော်တို့ဒါသတင်းတွေမှာဖော်ပြနေရတွေ့ရတယ်ဒါပေမဲ့အခုကျွန်တော်တို့မီဒီယာသမားတွေလည်းရေးကြတယ်ကတ်တွန်းဆရာတွေလည်းသေရောထားတာတွေ့ရတယ်အဲ့ဒါပါလဲဆိုတော့ဥပဒေကအရေးယူဖို့အတွက်ပဲအသုံးပြုပြီးတော့ကျွန်တော်ပြည်သူတွေအတွက်ကာကွယ်ဖို့ပြည်သူတွေအတွက်အခွင့်အရေးရဖို့ဥပဒေတွေကြတော့အသက်မဝင်သေးဘူးဆိုပြီးတော့လည်းပေါ့နော်ဒီပေါ်မှာဝေဖန်မှုတွေလည်းရှိနေပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ကတော့ဒီ7 day သတင်းစာတွေမှာပါတဲ့ကတ်တွန်းပေါ့နော်ကျွန်တော်ရေးချယ်ထားပါတယ်ကတ်တွန်းဆရာကတော့ဒီမှာ CMM ပေါ့နော်2016ဆိုပြီးတော့ဒါကတ်တွန်းဆရာပေါ့အဲ့တော့သူရဖော်ပြမှုဒီတရုတ်တကံကတော့ဒီလွှတ်တော်အစအဦးဒီပါလီမန်ကြီးဆီမှာပေါ့နော်လွှတ်တော်ကိုယ်စားလှယ်တယောက်နဲ့ဒါပြည်သူတယောက်ပေါ့စကားပြောနေကြတာပါလွှတ်တော်ကိုယ်စားလှယ်တယောက်ကဘာပြောလဲဆိုတော့အခုရေရင်တူအခုရေကြီးတောက်ချင်လို့ရမလားဗျာတဲ့အဲလွှတ်တော်ကိုယ်စားလှယ်ပြန်ပြောအဲ့တော့သူနားမှာရှိနေတဲ့ပြည်သူကဘာပြောလဲဆိုတော့ဘယ်အစိုးရပြောင်းပြောင်းအဲ့ဒီစကားကတော့မပြောင်းလဲဘူးနော်တဲ့ အဲဒါကတွန်းဆရာကအဲ့ဒီလိုမျိုးဒါသူ့ရဲ့ဒီကတွန်းနဲ့ပေါ့နော်စာနဲ့တရုတ်ဖို့ထားတော့ပါခင်ဗျဟုတ်ကဲ့ပါဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာထွက်စီခဲ့တဲ့သတင်းစာနဲ့ဂျာနယ်တွေကကောင်းလို့ရတွေကိုဖတ်ကြားပေးတဲ့အစီအစဉ်ကိုရနာတော့မှာပဲဖြစ်ပါတယ်ခင်ဗျဒီကနေ့နိုဝင်ဘာလ10ရက်နေ့ဟာကျွန်တော် NLD ကရွေးချယ်အနေရခဲ့တဲ့ရွေးကောက်ပွဲတနည်းပြည့်တဲ့နေ့လည်းဖြစ်ပါတယ်ပြည်သူတွေကတော့ဘာပြောပြော NLD ဟာပြောင်းလဲခြင်းတန်ပြီးလို့ကြွေးကြော်လာခဲ့တဲ့အတွက်ကြောင့်ပြည်သူတွေတကယ်ပြောင်းလဲခြင်းတဲ့စံတာတွေနဲ့တစ်ထက်ထက်ပြေပါပါစေလို့ကျွန်တော်တို့ DBB ကစံတာပြုလိုက်ပါတယ်ခင်ဗျ